လေးစားအတမေစီညီနောင်များခင်များဒီတော့တော့တမန်တော်အီဗရာဟင်အလိုင်စလမ်ကဟာဂျီရာတခင်မကိုမက္ကာမှာသွားပြီးတော့ထားခဲ့တဲ့အချိန်ကကျွန်တော်အခုနပြောတဲ့ပုံစံအတိုင်းပဲမက္ကာကတော့လုံးဝလွင်တီးခေါင်ပြင်းကြီးဘာမှမရှိလူလေးပဲမရှိတော့ရေလေးပဲမရှိတော့မြတ်တပင်တော့ပေါ့မနေဘူးတော့ဒီတော့အဲ့ဒီလိုအခြေအနေမျိုးမှာဟာဂျီရာတခင်မနဲ့အစ္စမိုင်းအလိုင်စလမ်ရောက်လာတယ်ရောက်လာပြီးတော့တော့အစ္စမိုင်းအလိုင်စလမ်ဒီခလီလီကရေးစားတယ် ရေးစားတဲ့အခါကျတော့ဟာဂျီဒာတခင်မကရေးရှာတယ်ရေးရှာရင်းနဲ့အရိကန်နေပြီးတော့ဇမ်ဇမ်ကြီးဆိုတာထွက်လာတယ်ပြီးတော့ဇမ်ဇမ်ကြီးထွက်လာတော့အူဒီတီတာမှာအခုရေးစားပြီးတော့ရလာပြီ။နော်ရေးစားရလာတဲ့အခါကျတော့အရိဒီတာကိုငှက်ကလေးတွေရောက်လာတယ်။နော်ငကူရုံးကငှက်တောင်လာမနေဘူး။ဘာလဲရေးမှမရှိတာ။နော်အခုရေးစားပြီးတော့ထွက်လာတဲ့အခါကျတော့နော်ချင်းငှက်လေးတွေကောင်းကင်မှာပြန်နေကြတယ်။နော်ငှက်လေးတွေလာပြီးတော့ရေးတောက်ကြတယ်။ နော်အဲ့ဒီလိုနေရင်းနဲ့မြို့နယ်စုတစုနော်ငကိုတော့ကတော့အဲ့ဒီအချိန်မှာနော်ဒီမြို့မှာနှစ်ယောက်တည်းပဲရှိတာဘသူနဲ့ဘသူလဲဟာဂျီရာတခင်မနဲ့အစ္စမိုင်အလိုက်ဆလာနော်အဲ့ဒီလိုနဲ့မြို့နယ်စုတစုကသူတို့ကရေကြီးရမျက်နှူရနေရာတိတ်လိုက်ရှာနေတယ်နော်အဲ့ဒီမြို့နယ်စုရဲ့နာမည်ကကဗီလာအီဂျူရဟုမ်လို့ခေါ်တယ်ဒီတော့အဲ့ဒီလိုလိုက်ရှာနေရင်းနဲ့သူတို့ကအဝေးကလှမ်းကြည့်တော့နော်ငှက်ကလေးတွေလည်းတွေ့ရတော့ဒီနေရာမှာ နော်လူလေးပဲရှိနိုင်တယ်ရှိဒီပါတွေလည်းပဲရှိနိုင်တယ်ဆိုပြီးအဲ့ဒီနေရာကိုရောက်လာနော်ရောက်လာတဲ့အခါကျတော့အဲ့ဒီနေရာမှာဘသူတွေကိုတွေ့လဲဟာဂျီရာသခင်မတို့ရဲ့တားမိကိုတွေ့နော်တွေ့တဲ့အခါကျတော့နေဖို့ခွင့်တောင်းတယ်ဒီနေရာမှာနေခြင်းနဲ့ဒီနေရာမှာသူတို့နော်ဟိုစတဲ့ချခြင်းနဲ့ဒီနေရာမှာသူတို့နေရာတိတအဖြစ်ပြုလုပ်ခြင်းနဲ့အဲ့ဒီခါဟာဂျီရာသခင်မကစီကံချက်တွေပြုလုပ်တယ်နော်ဒီတော့ဒီဂျီကန်ကတော့ကျွန်မတို့အပိုင်ပဲကျွန်မတို့ဖွင့်ပြကြတဲ့ရှင်တို့၃ဝ နောက်တစ်ခုကအခုကတော့ဂျမတာတာငင်းငယ်လေး။နော်ဂျမတာကြီးလာရင်ဒီတိတာမှာခေါင်းဆောင်အုပ်ချုပ်တဲ့သူဖြစ်ရ။နော်စတဲ့စီကန်းချက်တွေနဲ့လက်ခံလိုက်။အဲဒီလုံနဲ့အာဂျီရာသခင်မတို့နဲ့အတူနော်ဒီမျိုးနယ်စုကပီလာရဲ့ဂျိုရုံဆိုတာအဲဒီမျိုးနယ်စုကပါအတူတူမကမာနေကြ။အဲဒီလုံနဲ့အစ္စမိုင်းအလိုင်ဆန်ကြီးလာတဲ့ကြီးလာတဲ့အခါကျတော့အဲဒီမျိုးနယ်စုကနော်သမီးတယောက်နဲ့အစ္စမိုင်းအလိုင်ဆန်ရှာဒီဖြစ်တဲ့ နော်အဲ့အဲ့ဒီလိုနဲ့ Ismail Alaisan ကပဲအဲ့ဒီမျိုးနယ်စုရဲ့အုပ်ချုပ်တဲ့သူလည်းပဲဖြစ်ခဲ့တယ်လို့နော်အဲ့ဒီမှာရှိတဲ့ကာဘာကျောင်းတော်ကြီးနော်တမန်တော် Ibrahim Alaisan နဲ့ Ismail Alaisan တကြောတဖန်ပြန်တီဆောက်ခဲ့တယ်အဲ့ဒီကာဘာကျောင်းတော်ကြီးရဲ့နော်အုတ်ထင်းသူထိမ့်သိမ်းဆောက်ရှောက်သူဒီတောင်ဝန်ကိုလည်းပဲ Ismail Alaisan ကယူခဲ့အဲ့ဒီလိုနဲ့ Ismail Alaisan ဝါဖတ်ဖြစ်သွားတော့ Ismail Alaisan ရဲ့ သားတော်တပါးဖြစ်တဲ့နာဗစ်ဆိုပြီးတော့အမည်ရှိတဲ့သားတော်ကနော်ဒီအုပ်ချုပ်မှုမကာရဲ့အုပ်ချုပ်မှုကိုကကာဘာကျောင်းတော်ကြီးရဲ့မုတဝလီတောင်ဝန်ကိုကနှစ်ခုလုံးကိုယူခဲ့အဲ့ဒီလိုနဲ့အဲ့ဒီအစ္စရိုင်းအလိုင်စမ်ရဲ့သားတော်နာဗစ်ကိုလွန်သွားပြီးတဲ့နောက်ပိုင်းမှာတဲ့နော်ဒီအခုနဂျိုရဟွန်မျိုးနွယ်ကလူတွေက နော်အဲ့ဒီနေရာတွေအဲ့ဒီအုပ်ချုပ်မှုတွေကိုသူတို့ဟာလူယူလိုက်တယ်အစ္စမိုင်းအလိုင်စမ်ရဲ့မျိုးဆက်ကို မပြီးတော့ မပြီးပရင်နဲ့တော့သူတို့တွေလူရှင်တိုက်တယ်။တော့သူတို့တွေပဲအုပ်ချုပ်တော့တယ်။အမှန်တကယ်တော့ဒါကအစ္စမိုင်းအလိုင်စံရဲ့မျိုးဆက်ကပဲဒီနေရာကိုအုပ်ချုပ်ရ။တော့အဲ့ဒီလိုနဲ့သူတို့လူယူပြီးတော့သူတို့နှစ်ပေါင်းများစွာအဲ့ဒီလိုအုပ်ချုပ်ပြီးနေရင်းနေရင်းနေနဲ့နှစ်တီလဲတော်တော်ကြာသွားပြီ။အဲ့ဒီလိုနှစ်တီတော်တော်ကြာသွားတဲ့အခါမှာတော့ယမန်ကနေပြီးတော့တော့မျိုးနယ်စုတစုရောက်လာတယ်။တော့အဲ့ဒီမျိုးနယ်စုကသူတို့လည်းပဲမကမှာနေခြင်းနဲ့အဲ့ဒီမျိုးနယ်စုရဲ့ကောင်းဆောင်ရဲ့နာမည်က အမရ်ဘင်အာမီရ်ဆိုပြီးတော့ခေါ်တယ်။နော်သူတို့လည်းပဲမက္ကာမှာနေခြင်းတော့သူတို့ကခွင့်တောင်းတယ်။နော်ဒီဘုသူကိုလည်းဒီဂျူရ်ဟွန်မြို့နယ်စုကိုကဘီလာရဲ့ဂျူရ်ဟွန်ကို ခွင့်တောင်းတယ်။ငါတို့ကိုလည်းပဲမက္ကာမှာအတူတူနေခွင့်ပေးပါ။တို့ပဲလည်းပဲကဘီလာရဲ့ဂျူရ်ဟွန်ဒီဂျူရ်ဟွန်မြို့နယ်စုကလုံးဝလက်မခံဘူး။နော်လုံးဝနေခွင့်မပေးဘူး။မက္ကာရဲ့ကိုဝင်ခွင့်မပေးဘူး။အရိခအမရ်ဘင်အာမစ်မှာစုစုပေါင်းကြီး၃ယောက်ရှိတယ်။နော်တယောက်ကနာမည်ကအောက်စ်လို့ခေါ်တယ်။ နောက်တစ်ယောက်ရဲ့နာမည်ကခဇရက်ချ်လို့ခေါ်တယ်။အဲ့ဒီညီနှစ်ယောက်ကတော့သူတို့ကမက္ကာမှာနောက်ဆုံးနေခွင့်မရတော့သူတို့ကမဒီနာဘက်ကိုသွားလိုက်ကြတယ်။မဒီနာမှာသွားပြီးအခြေချနေထိုင်ပြီးတော့မဒီနာမှာအင်တန်ကြော်ကြားတယ်။အော့စ်မျိုးနယ်နဲ့ခဇရက်မျိုးနယ်ဆိုပြီးဖြစ်လာတယ်။အဲ့ဒီမျိုးနယ်စုတွေကပဲနော်ဒမမဆလောက်ဆန်ပွင့်ပေါ်လာတဲ့အခါမှာယဟူဒီတွေထက်အရေးအီမန်ကိုယူခဲ့တဲ့သူတွေဖြစ်ခဲ့။နော်အဲ့ဒီလိုနဲ့ဒီပုဂ္ဂိုလ်ရဲ့ညီ၃ယောက်မှာ၂ယောက်ကမဒီနာကိုသွားလိုက်တယ်။ เนาะဒါပေမဲ့တယောက်ကြံအဲ့ဒီတယောက်ကတော့မရမက မကမှာပဲသူမဖြစ်မနေမရရအောင်ကြိုးစားပြီးတော့မကမှာပဲတိုးပြီးတော့သူဝင်နေခဲ့အဲ့ဒီလိုနဲ့နေရင်းနဲ့เนาะတဖြည်းဖြည်းနဲ့နှစ်တချို့ကြာလာတဲ့အခါကျတော့เนาะအဲ့ဒီပုံကူကနေပြီးတော့မျိုးနယ်တစုပြန်ဖြစ်လာတယ်အဲ့ဒီမျိုးနယ်စုကိုဘနုခူဇာအာလို့ခေါ်အဲ့ဒီဘနုခူဇာအာဆိုတဲ့မျိုးနယ်ကလည်းပဲတနေ့တခြားအင်အားကြီးလာတယ်เนาะဒီတော့မကမှာကငကိုရှိနေတာက ဂျူရဖုံမြို့နယ်စုအခုထပ်ပြီးတော့ခူစာအာဆိုတဲ့မြို့နယ်စုကလည်းအင်အားကြီးလာတော့နော်ကြာလာတဲ့အခါဘာလုပ်လဲဆိုတော့ခူစာအာကမကာကိုတိမ့်ပလိုက်တယ်ဂျူရဖုံမြို့နယ်စုကိုမောက်ထုတ်ပလိုက်တယ်မကာကနော်မောက်ထုတ်ပလိုက်တယ်ဂျူရဖုံကခေါင်းဆောင်တွေတော်တော်များများမကာနေထွက်သွားရနော်ဒီတော့အဲ့ဒီဂျူရဖုံမြို့နယ်စုက နော်ဒီတော့ကျွန်တော်ဦးနာပြောပြသလိုပေါ့ဒီဂျူဟုံးကလည်းပဲမကာကိုတင်ထားတာနော်အမန်တကယ်တမန်တော်အစ်မိုင်းအလိုင်ဆန်ရဲ့မျိုးဆက်ကဟတ်ကိုသူတို့နော်မတရားယူပြီးတင်ထားတာပဲနော်အခုသူတို့ပြန်ပြီးတော့မကာကနေဖေပေးရမယ်အချိန်ကိုရောက်လာနော်အဲ့ဒီလိုရောက်လာရင်းနဲ့နော်အဲ့ဒီလိုရောက်လာတဲ့အခါသူတို့ကမကာကနေထွက်သွားတဲ့အခါမှာမလုပ်လေဆိုတော့ကာဘာကျောင်းတော်အတွင်းထဲမှာခါဆန်းလာရရှိတယ်နော်အင်တာမတ်ကိုပဲ နော်ဟိုဟိုရှာပါတန်ဖို့ရှိလို့နဲ့ခဇာနာခဇာနာဆိုတာဟိုကြောက်တံပရမယာရှင်ရဲ့ယန္တနာကိုပြောတာမဟုတ်နော်ခဇာနာဆိုတာကအဲ့ဒီလိုပေါ့နဗီတမန်တော်တွေကပစ္စည်းပစ္စည်းအားတွေနော် တမန်တော်အီဗရာဟင်အလိုင်စလမ်နဲ့အစ်မိုင်းအလိုင်စလမ်တို့ရဲ့အမှတ်အသားတွေစသဖြင့်ပေါ့နော်အဲ့ဒီပစ္စည်းတွေရှိတယ်နော်ဒီတော့အဲ့ဒီပစ္စည်းတွေကိုသူတို့ကဘာလုပ်လဲဆိုတော့ဇမ်ဇမ်ကြီးတွင်းထဲကိုထည့်လိုက်ထည့်ပြီးတော့ဇမ်ဇမ်ကြီးတွင်းထဲကိုဇမ်ဇမ်ကြီးတွင်းကိုမြေဖို့ပလိုက် မြေဖို့ပြီးတော့မြေကြီးနဲ့တသားတည်းလုပ်ပြီးတော့တနည်းအားဖြင့်အပြောက်ဖြောက်လိုက်တာပေါ့ဆမ်ဆန်မြေတွင်းကိုအဲ့ဒီလိုလုပ်ပြီးတော့သူတို့ကြွားလိုက်ဘာလို့လဲငါတို့ကိုတီသေးတာကမောင်းထုတ်တဲ့ဒီလူတွေတော့သူတို့ဆမ်ဆန်မြေတွင်းကိုပင်မာလဲဆိုတော့သူတို့ရှာမတွေ့စေရဘူးအဲ့ဒီလိုလုပ်ပြီးတော့ဂျွန်ဟွန်မျိုးနယ်စုကမကာကနေသူတို့အဆုံးသတ်ပြီးသူတို့ထွက်သွားเนาะအဲ့ဒီလိုထွက်သွားရင်းနဲ့เนาะအခုမကာမှာဘသူတွေအုပ်စုသွားပြီလေဖိုးစားအာဆိုတဲ့မျိုးနယ်စုကအုပ်စုသွားတယ် เนาะဒီတော့ဒီခူစာမျိုးနယ်စုကစိုးတယ်เนาะစိုးတယ်သူတို့ကเนาะမကာရဲ့ကဒတန်မူကိုလည်းပဲတလောက်မသိเนาะဒီတိုင်းပဲသူတို့တဲမှာတမနော်အီဗရာဟင်အလိုင်စလမ်ရဲ့တွန်တေမှုတွေလည်းပဲမရှိเนาะဘာလို့လဲဆိုရင်သူတို့ကမနစ်တနေရမှာရောက်လာဟိုဂျော်ရဖုန်မျိုးနယ်စုကဘလို့မဆိုเนาะအစ္စမိုင်အလိုင်စလမ်နဲ့လက်ပွန်တီးနေခဲ့တယ်သူတို့ရဲ့ပိုးစင်ပေါင်းဆက်ကအဲ့ဒီအပေါ်မှာเนาะတော်ဟစ်ကေနော်တာလင်တော်ဟစ်ကေတင်ချမှုတွေသူတို့ရထားတယ် ဒါကြောင့်ဂျွန်ဟွန်းမျိုးနယ်သူရှိနေတဲ့တောက်လျှောက်မှာမက္ကာမှာရှစ်တကယ်မရှိသေးဘူး။နော်အခုဂျွန်ဟွန်းမျိုးနယ်စုကသွားလိုက်ပြီးတဲ့နောက်ဒီခိုဆာမျိုးနယ်စုအုပ်ချုပ်လာတဲ့အခါမှာဘာဖြစ်လဲဆိုတော့သူတို့ရဲ့နော်ခေါင်းဆောင်တယောက်ပေါ့သူတို့မျိုးနယ်စုတဲကခေါင်းဆောင်တယောက်သူ့ရဲ့နာမည်အမတ်ဘင်လူဟိုင်းဆိုပြီးတော့ခေါ်တယ်။နော်သူကဘာလုပ်လဲဆိုတော့ဟိုစီးရီးယားဘက်ကိုခရီးသွားတယ်သွားတဲ့အခါကျတော့ဟိုမှာလူတွေရုတ်ထုကိုးွယ်တာကိုတွေ့ပြီးတော့သူကနေတယ်။တော့ရုတ်ထုတွေ ဘာအတွက်ကိုးကွယ်တာလဲလူတွေကပြောပြတယ်အဲ့ဒီယုတ်ထုတွေစီကနေဆူတောင်းရင်ဆူတောင်းပြည်တယ်နော်ဒီတော့ဒီယုတ်ထုကိုငါတို့ကဘာအတွက်ကြီးရွယ်ပြီးလှူထားတာဒီယုတ်ထုကဘာအတွက်ဥမာဖြစ်ဒီယုတ်ထုကမိုးရွာအောင်ဆူတောင်းမယ်နော်ဆူတောင်းရမယ်ယုတ်ထုဒီယုတ်ထုကခလေးရအောင်ဆူတောင်းရမယ်ယုတ်ထုအဲ့ဒီလိုယုတ်ထုတွေလှုပ်တဲ့ဥစ္စာကိုသူတွေ့လာတဲ့အခါကျတော့သူကအဲ့ဒါကိုနမူနာယူပြီးတော့မကံပါလဲယုတ်ထုစလို့ ုပ်ပြီးတော့ရုပ်ထုတွေကိုတလောက်တွင်တွင်ကျယ်ကျယ်လုပ်တယ်เนาะမကာမှာရုပ်ထုတွေเนาะအင်တာအများအပြားဖြစ်လာတယ်နော်ကာဘာချောင်းတော်ကြီးရဲ့အတွင်းမှာပါရုပ်ထုတွေဖြစ်လာတယ်နော်အဲ့ဒါကဒီခူးစာအာဆိုတဲ့မျိုးနွယ်ရဲ့လက်ထပ်အဲ့ဒီလိုနေနေနဲ့နော်နှစ်ပေါင်းတော်တော်ချာလာတဲ့အခါမှာနော်ဘာဖြစ်လဲဆိုတော့တမန်တော်အစ်စမာအီလ်အလိုင်ဆန်ရဲ့မျိုးနွယ်တွေကပေါ့နော်မျိုးနွယ်တွေက နော်မျိုးနယ်အစဉ်ဆက်တမန်တော်အစ္စမိုင်းအလိုက်ဆန်ရဲ့မျိုးရိုးတွေကပူဆွဲဆိုတဲ့ပုံကိုတယောက် နော်ပေါ်ထွန်းလာနော်သူကအင်မတန်ရေးစွမ်းတတိရှိတဲ့သူလည်းပဲဖြစ်နော်သူအဲ့ဒီလိုနဲ့သူကနော်နေနေတာတော့မကမှာနေနေတာပဲသူပြိမဲ့ဟိုဘနုခူဇာအာရဲ့လက်အောက်မှာအုတ်ချုပ်ခံအဖြစ်နဲ့နေနေတာပေါ့သူရဲ့မိသားစုအလုံးကသူပြိမဲ့နော်ဒီကိုဆွဲကကြီးလာတဲ့အခါမှာနော်အင်မတန်ရေးစွမ်းတတိရှိတဲ့သူရင်ထဲမှာလည်းဒါနဲ့ပတ်သက်ပြီးဒီမြို့ဒီဒေသက ဒါဟာတမန်တော်အစ္စမိုင်းအလိုင်စလမ်ရဲ့မြို့တမန်တော်အစ္စရာအိမ်အလိုင်စလမ်ရဲ့မြို့နော်ဒါကဒီလူတွေနဲ့မဆိုင်ဒီကိုဇာအာဆိုရာယမန်ကနေရောက်လာပြီဒီမှာနော်သူတို့လှုပ်ချင်တိုင်းလှုပ်နော်ဒီတော့သူကသူကြီးလာတဲ့အခါမှာဒီမြို့ကိုအဲ့ဒီကိုဇာအာမြို့နယ်စီကနေပြန်ပြီးတော့ရအောင်ယူခဲ့ နော်ဒီတော့ကိုဆွိုင်းနော်သူ့ရဲ့နာမည်အပြည့်စုံကကိုဆွိုင်းဘင်ကီလာဘ်ဆိုပြီးတော့ခေါ်တယ်ဒါတော့သူ့ရဲ့လက်ထက်မှာသူကနော်ဒီခိုစာအာရီကိုနှိမ်နှင်းပြီးတော့မက္ကာရဲ့အုပ်ချုပ်မှုကိုသူကပြန်ပြီးတော့အရယူခဲ့နော်ဒီတော့အဲ့ဒီကိုဆွိုင်းဆိုတာကဘာလို့လဲတမန်တော်မြတ်ကြီးဆလလာဟ်အလိုင်ဆမ်ရဲ့ဘူးဘင်ဘီဘင်နဲ့တာတယောက်ဖြစ်အခုပြန်ပြီးတော့မက္ကာရဲ့အုပ်ချုပ်မှုကဘေးစီကို ရောက်လာပြီးလဲတမန်တော်အစ်စမိုင်းအလိုင်ဆမ်ရဲ့မျိုးဆက်စီကိုရောက်လာနော်ဒီလိုနဲ့ကိုဆွိုင်းက နော်သူမကာကိုအုပ်ချုပ်တဲ့အချိန်မှာနော်မကာကိုသူကအင်တာမတ်ကိုပဲစနစ်တကျအုပ်ချုပ်စနစ်တကျစီမံခန့်ခွဲတယ်ဒီတိုင်းပဲနော်မကာကိုလာတဲ့ hash လုပ်ဖို့လာတဲ့သူတွေကိုလည်းပဲအင်မတန်စနစ်တကျ kitmat လုပ်တယ်ရေတွေတိုက်ကျွေးတယ်အစားအသောက်တွေကျွေးတယ်နော်နေရာထိုင်ခင်းတွေ kitmat လုပ်တယ်ဒီတိုင်းပဲမကာကိုလည်းပဲဘယ်သူမှနော်အရင်လိုမတိုက်ခိုက်နိုင်အောင် စနစ်တကျသူဟာကြည်ကြည်လေးလေးဖွဲ့စည်းတယ်နော်သူ့ရဲ့အင်တာမတ်ကိုပဲခိုင်မာတဲ့အုပ်ချုပ်မှုစနစ်ကိုလုပ်တဲ့ ဲ့အခါကျတော့မက္ကာကသူ့ရဲ့လက်ထက်မှာနေကျင်ညာချင်းတူတက်လာတယ်။နော်တူတက်ရုံနဲ့မက္ကာမက္ကာမြို့သားတွေကိုလည်းပဲသူကကုသန်းရောင်းဝယ်ရေးထဲမှာအဓိကသူကတိုက်တွန်းပြီးတော့ဒီစီးပွားရေးကိုလှုပ်စီတော့မက္ကာမြို့သားတွေလည်းပဲတနေ့တခြားနော်ကြီးပွားချမ်းသာလာကြ။နော်အဲ့ဒီလိုနဲ့သူကအုပ်ချုပ်မှုတော်တော်စနစ်တကျဖြစ်လာတဲ့အခါကျတော့နော်သူကနော်ငါတို့မျိုးနွယ်တစ်ခုအစ်စ်လှုပ်ပြီးတော့နာမည်အစ်စ်တစ်ခုပေးရအောင်သူတိုင်မယ်နဲ့ နော်ဒီတော့နမည်အစ်စ်တစ်ခုပေးရအောင်တိုင်ပင်တော့သူကအဲ့ဒီအချိန်မှာနော်ဘာဘူးနမည်အဖြစ်နဲ့ရွေးခဲ့လဲဆိုတော့နော်အခုသူ့ရဲ့အုပ်ချုပ်မှုကလည်းစနစ်တကျဖြစ်လာပြီနော်သူတို့မျိုးနွယ်တွေအားလုံးကလည်းစုစည်းသွားအချိန်တုန်းကကုစားအားအုပ်ချုပ်နေတဲ့အချိန်တုန်းကအစ္စမိုင်းအလိုင်စလမ်ရဲ့ခန္ဓာငါဟိုဒဇာဒီဒဇာအပြင်မှာပြန့်ကျင်းနေတယ်အခုကုဆိုင်လက်ထက်ရောက်လာတဲ့အခါကျတော့အစ္စမိုင်းအလိုင်စလမ်ရဲ့ခန္ဓာငါမကာမာလုံးဝတစုတစည်းတည်းဖြစ်လာပြီဒီတော့သူကအခုမျိုးနွယ်တစ်ခုအဖြစ်နဲ့နာမည်ပေးတယ် ခန္ဓာတစ်ခုဖြစ်နေနာမည်ပေးမယ်ဆိုတော့တိုင်ပင်ပြီးဘာနာမည်ပေးလိုက်လဲဆိုတော့ကိုရိုက်ဆိုပြီးတော့နာမည်ပေးလိုက်ကိုရိုက်ရဲ့အတိတ်ဘယ်ကနှမျိုးရှိတယ်တစ်မျိုးကဘာလဲဆိုတော့ပြန့်ကျင်းနေတဲ့အရာတွေကိုစုလိုက်တာ တနည်းအားဖြင့်ဒီကူဆွဲကပြန့်ကျင်းနေတဲ့အစ္စမိုင်းအလိုင်ဆန်ရဲ့မျိုးနွယ်တွေအားလုံးကိုပြန်ဆက်တွေ့ဆက်တွေ့ပြန်ခေါ်ပြီးမကမှပြန်စုစည်းခဲ့အဲ့ဒီအတွက်သူကကိုရက်ရှ်လို့နာမည်ပေးတာလည်းဖြစ်နိုင်သလိုကိုရက်ရှ်ရဲ့နောက်ထပ်အတိတ်ပဲတစ်ခုကတော့ဒီတော့ဟိုသမုတ်တရားပင်လယ်တွေကအကြီးဆုံးငါပေါ့ကိုရက်ရှ်ရဲ့အတိတ်ပဲကတနည်းအားဖြင့်အာရဗ်တခွင်းရဲ့အကြီးမြတ်ဆုံးသောအကြီးကျယ်ဆုံးသောမျိုးနွယ်လို့လည်းပဲဒါ ဒိဗေဆောင်နေနော်အဲ့ဒီလိုနဲ့ကိုရိုက်ဆိုပြီးတော့သူကနာမည်ပေးလိုက်အဲ့ဒီကနေကိုရိုက်မျိုးနယ်သွားစပြီးတော့ဖြစ်လာခဲ့နော်အဲ့ဒီလိုနဲ့အဲ့ဒီကိုရိုက်မျိုးနယ်ထဲမှာပုဂ္ဂိုလ်တယောက်ရှိတယ်သူ့ရဲ့နာမည်ဟာရှင်လို့ခေါ်ဟာရှင်ကတတော်ကူမှစီးပွားရေးလည်းကောင်းတယ်ချမ်းလည်းချမ်းသာတယ်နော်အချွေးအမွေးလည်းတတော်ရရောတာနော်သူကမကမှလာသမျှဟတ်လုပ်ဖို့လာတဲ့သူအကုန်လုံးကို တိုင်းငံသူတယောက်ဖေးကျွေးဖို့သူတောင်းဝန်ယူခဲ့။နော်သူ့နာမည်ဟာရှင်လို့ဘာလို့ခေါ်လဲဆိုရင်ဟာရှင်ဆိုတဲ့အလိုသဘောကနော်ရူတီတွေကိုပိုင်ပိုင်ပြီးတော့အဲ့ဒီရူတီတွေကိုဟင်းရည်နဲ့စိန်ပြီးလူတွေကိုကျွေးမွေးတဲ့သူ။နော်အဲ့ဒီအစားတောက်ကဒါအာရပ်ကအကောင်းဆုံးအစားတောက်တဲမှာပါတယ်။သူကအဲ့ဒါကိုလုံးဝနော်လာတဲ့သူအကုန်လုံးကိုအဲ့ဒီဟင်းနာနဲ့သူအိတ်ခတ်။သူရဲ့ကျွေးမွေးမှုကအာရပ်တခွေမဟုတ်ရောမဘုရင်တွေအထိပါကြော်ကြားတယ်။ သူ့ရဲ့ရရောကျွေးမွေးမှုကို အကြောင်းခံပြီးရောမဘုရင်တွေကဘာလုပ်လဲဆိုတော့အာရဗ်တွေရောမဘက်ကိုလာပြီးချိန်တလို့စီးပွားရှာအယောင်းဝယ်လို့အဲ့ဒီရဲ့ခွင့်ပြုချက်ပါရေးပေးခဲ့တယ်အဲ့ဒီလောက်ထိသူကကျွေးမွေးရရောတဲ့သူသူ့ရဲ့နာမည်ဟာရှင်ဆိုပြီးတော့ခေါ်တယ်နော်အဲ့ဒီဟာရှင်ကဘာလုပ်လဲတမန်တော်မြတ်ကြီးဆလောက်ဆံကေနော်ဘီရောဖြစ်တယ်တမန်တော်မြတ်ဆလောက်ဆံကအဲ့ဒီတော့ကိုရက်ရှ်ကခန္ဒန်ဘနူဟာရှင်ကနေကိုရမတ်ဆလောက်ဆံစဉ်သက်လာတယ်လို့ပြောတယ်နော်ဒီတော့ကိုရက်ခန္ဒန်ဘလို့ဖြစ်လာတယ်အခုနောက်ပုံစံ အတိုင်းနော်အဲ့ဒီကနေဘနူဟာရှင်ဆိုတာနော်ဒီအခုကျွန်တော်ပြောတယ်ဟာရှင်ဆိုတဲ့ပုဂ္ဂိုလ်ကိုပြောတာနော်ဒီတော့အဲဟာရှင်စီမာကဒီကိုနှစ်ယောက်ရှိတယ်နော်တယောက်ကတော့ဒါဟာရှင်နောက်တယောက်ကကဲနာမည်ကမွတ်တလစ်လို့ခေါ်တယ်မွတ်တလစ်နော်ဟာရှင်နဲ့မွတ်တလစ်ညီကိုနှစ်ယောက်နော်ဒီတော့ဟာရှင်ကနော်သူကတရက်မဒီနာဘက်ကိုသွားရင်းနဲ့မဒီနာဘက်မှာအဲ့ဒီတော့မဒီနာဆိုတဲ့မြို့နာမည်မရှိသေးဘူးပေါ့နော် yesterday လို့ခေါ်တယ် ယက်စရစ်ကိုတွားရင်လည်းအဲ့ဒီယက်စရစ်ကမိန်ကလေးတယောက်နဲ့သူနေကာဖြစ်သွားတယ်။နေကာဖြစ်ပြီးတော့အဲ့ဒီမိန်ကလေးကိုမကာခေါ်လာတယ်သူတို့အဲ့ဒီလုံနဲ့နေကာဖြစ်ပြီးခလေးရတယ်။အဲ့ဒီခလေးကိုသူတို့ရှိုက်ဘလို့နာမည်ပေးလိုက်။နော်အဲ့ဒီလုံနဲ့ဟာရှင်ကအဲ့ဒီခလေးငငယ်လေးမှပဲဟာရှင်ကကွယ်လွန်သွားခဲ့။ကွယ်လွန်သွားခဲ့။ကိုယ်လုံသွားခဲ့တော့ဇနီးဖြစ်တဲ့သူကဒီသားလေးကိုလက်ဆွဲပြီးသူ့အမေရှိတဲ့မဒီနာယက်စရစ်ကိုပြန်သွားလိုက်။နော်အဲ့ဒီလိုနဲ့အဲ့ဒီခလေးကယက်စရစ်မှာကြီးရင်ချင်းနဲ့ နော်လူလူမျိုးပေါက်လောက်ဖြစ်လာပြီအဲ့ဒီလိုနဲ့တရက်နော်ဟာရှင်ကနော်ညီကိုဖြစ်တဲ့မုတ်တလစ်ကိုတယောက်ကလာပြောတယ်နော်မင်းတို့မကမှာမင်းတို့ညီကိုတွေကဒီလောက်ကြီးကျယ်တဲ့ခန္ဓာဒီလောက်ကြီးကျယ်တဲ့မျိုးယူကိုမင်းတို့ပိုင်ထားတယ်ဒါပေမဲ့မင်းရဲ့တူအရင်ကောက်ကောက်မင်းရဲ့ဆုံးသွားတဲ့အကိုရဲ့သားအရင်ကောက်ကောက်ကမဒီနာမှာတာမန်လူတွေလိုမျိုးပဲအားလုံးရေမိမိပျောက်ပျောက်ဖြစ်နေတယ်နော်မင်းတို့သူ့ကို ကြည့်တင်ပါတယ်ကွာ အဲ့ဒီလိုပြောတော့နော်ဒီဟာရှိမ်ကညီမုတလစ်ကတော်တော်ရင်ထဲမှာခံစားရနော်ဒီတော့ငါအကူရဲ့တွေ့ငါအကူရဲ့သားဆိုတာငါတွေ့ငါသားပဲ အဲ့ဒီလိုလည်းမရဘူးကွာငါတို့တော့တော့ကုန်မယ်ဆိုပြီးတော့အဲ့ဒီနော်မုတလစ်ကမဒီနာထိသွားပြီးအဲ့ဒီရှိုင်ဘာဆိုတဲ့ကလေးကိုတွက်ခေါ်နော်တွက်ခေါ်ပြီးအဲ့ဒီရှိုင်ဘာကိုသူကသူ့ကလအုပ်ပေါ်တင်ပြီးတော့မက္ကာကိုခေါ်လာရှိုင်ဘာကအဲ့ဒီချိန်လူမျိုးပေါင်း12နှစ်13နှစ်တလောက်ပဲရှိသေးတယ်နော်အဲ့ဒီအခါမက္ကာကိုဝင်လာတဲ့အခါကျတော့မက္ကာကလူတွေတော်တော်များများက နော်ရှိုင်ဘာကိုနော်ဟာရှင်ကေတာနော်မုတလစ်ကေတူမန်မသိကြဘူးတခါမှလည်းဒီကလေးကိုမမြင်ဘူးကြတော့နော်အားလုံးကဘာထင်လဲဆိုတော့မုတလစ်ကမဒီနာကနေကျုံငငယ်လေးတယောက်ဝေခဲ့တယ်လို့ထင်ပြီးတော့အဲ့ဒီကလေးကိုအားလုံးကနော်မုတလစ်ကေကျုံအဗ္ဒุลမုတလစ်ဆိုပြီးတော့အားလုံးခေါ်ပေါ်ကြတော့အဲ့ဒီကလေးကသူ့ရဲ့ဦးလေးဖြစ်တဲ့မုတလစ်ကေအိမ်မှာကြီးပြင်းရင်ကြီးပြင်းရင်နဲ့မာရှာလာအင်တာမန့်ကိုပဲညံရင်ထမ်းမြတ်တဲ့ ထုချုံနေအင်တန်ဥဆောင်နိုင်စွမ်းရှိတဲ့အခါမှာနောက်တစ်ချိန်မှာမကာရဲ့ခေါင်းဆောင်ကိုရက်ရဲ့ခေါင်းဆောင်အဗ်ဒุลမုတ်တလစ်ဆိုပြီးတော့ဖြစ်လာခဲ့တယ်။နော်ဒါဟာတမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဟိဆလမ်ရဲ့နော်ဘူးတော်တမန်တော်မြတ်ကြီးရဲ့အဖူအဗ်ဒุลမုတ်တလစ်တခင်ဖြစ်တယ်။နော်အဲ့ဒီလိုနဲ့အဲ့ဒီအဗ်ဒุลမုတ်တလစ်ကနော်အဲ့ဒီလိုနဲ့သူစီမှာတားဆုစုပေါင်း၁၀ရောက်ထွန်ကာခဲ့၁၀ပါးထွန်ကာခဲ့အဲ့ဒီ၁၀ပါးမှာတမန်တော်မြတ်ကြီးဆလလာဟူဆလမ်ရဲ့ဖခင် အဗ်ဒူလာဟာလည်းပဲအသားတော်တစ်ပါးဖြစ်အထွေးဆုံးအငယ်ဆုံးသားလေးဖြစ်နော်ဒီတော့အဗ်ဒူလ်မူတလီဘအဲ့ဒီအချိန်ထိဇမ်ဇမ်ကြီးဘယ်နာမှလည်းမသိသေးဘူးနော်ကျွန်တော်အစားပြောခဲ့တယ်ဇမ်ဇမ်ကြီးကိုဖျောက်ခဲ့တာဂျူရဟွန်ကနော်သူတို့သူတို့သွားလိုက်ရတော့အပိဇမ်ဇမ်ကြီးကိုအပြောက်ဖျောက်ပြီးတော့သွားလိုက်အဲ့ဒီအချိန်ထိဇမ်ဇမ်ကြီးဘယ်နာမှလည်းမသိသေးဘူးအဲ့လိုနဲ့အဗ်ဒူလ်မူတလစ်ကအိမ်မက်မက်တဲ့အိမ်မက်ထဲမှာနော်ဇမ်ဇမ်ကြီးတွင်းကိုသူ့ကိုတယောက်ကပြတယ်ဒီနေရာမှာဇမ်ဇမ်ကြီးအဲ့ဒါကိုတူး အချိန်ချင်းအိမ်မက်မက်တော့ तू ကဒီအိမ်မက်ကိုအကောင့်ထဲပို့ဖို့အတွက် तू ဒီလိုနီးရက်လှုပ်လိုက်တယ်။နော်ဇမ်သမီးဆိုတာတော့ကြားဘူးတဲ့အင်မတန်ထွတ်မြတ်တဲ့ရေနော်အလိုက်နဗီအစ္စမိုင်းအလိုက်စလမ်ရဲ့အကြောင်းကနေအလတ်ချင်းနဲ့ခဲ့တဲ့ရေဘယ်မှာလဲဘယ်သူမှမသိကြဘူး။ဒီတော့ဒီဇမ်ဇမ်ရေကိုဒါပြန်ရခဲ့မယ်ဆိုရင်နော်သားရီတဲ့ကတဘာကိုကုရ်ဘန်နီလှုပ်နော်အလတ်လမ်းမှာကုရ်ဘန်နီလှုပ်အဲ့ဒီလိုနဲ့သားရီအားလုံးရဲ့နာမည်မင်းနှိုင်းလိုက်တော့အဗ်ဒူလာဆိုတဲ့အငယ်ဆုံးသားရဲ့နာမည်ကြ အဲ့ဒီလိုနဲ့ဇန်ဇန်မြေရင်းကိုပြန်တူးတယ်။နော်အဲ့ဒီလိုနော်နီယက်မလုတ်ခင်ပထမရက်တွေမှာတူးတယ်ဇန်ဇန်မြေဘင်းကိုရှာမတွေ့အဲ့ဒီလိုနဲ့အဲ့ဒီလိုနီယက်လေးလုတ်လိုက်တော့အဲ့ဒီနေ့မှာတူးတဲ့အခါကျတော့ဇန်ဇန်မြေရင်းကိုရှာလို့တွေ့သွားတယ်ဇန်ဇန်မြေရင်းပြန်ပြီးတော့ပေါ်လာတယ်ပြီးတော့နီယက်ကိုအခုပူတာလုတ်ကြတော့မယ်နော်ဖြည့်စည်းရတော့မယ်ဆိုတော့တားတော်ကိုစဘာလုတ်ဖို့ဆိုပြီးနော်ပြုတ်လုတ်တဲ့အချိန်ကိုရိုက်စတေအားလုံးကလာပြီးတော့ဆွဲတယ်နော်ဒီတိုင်းပဲပဝင်းကျင်ကတော့မိသားစုတွေကအားလုံးလာဆွဲတယ် အဗ်ဒူလ်မူတလစ်ကိုမလုံးနဲ့တော့ဒီတော့မိမိရဲ့သားကိုဘာလို့စဘာလုံးမှာလဲသားရဲ့အစာတခြားတစ်ခုခုကိုစဘာလုံးရင်မကောင်းဘူးလားအဲ့ဒီခါအဗ်ဒူလ်မူတလစ်ကငါဒါဆိုရင်ဘလို့လို့ကငါနီးရက်အဲ့ဒီလိုလုံးမိပြီးသားဖြစ်အဲ့ဒီလိုနဲ့အားလုံးကပြောတယ်တားရဲ့အစာကလောက်စေကောင်လောက်စပါလုံးလိုက်အရင်ကလောက်တကောင်လောက်စပါလုံးလိုက်ဒီတော့တားရဲ့နမေနဲ့ကလောက်တကောင်ရဲ့နမေနဲ့မင်းနိုင်တယ်တားရဲ့နမေပဲပေါ့အဗ္ဒူလာတခင်ရဲ့နမေပဲပေါ့အဲ့ဒီလိုနဲ့ထပ်တူပြီးကလောက်စေကောင်နမေနဲ့မင်းနိုင် သားရဲ့နာမည်အဗ္ဒူလာတခင်ရဲ့နာမည်ပဲပေါ့အဲ့ဒီလိုနဲ့ထပ်တူးပြီးကလုံးအကောင့်တရားရဲ့နာမည်နဲ့မဲနိုင်တော့အဲ့ဒီအခါကျတော့မှကလုံးအကောင့်တရားမဲပေါ့တော့အဲ့ဒီလိုနဲ့သားရဲ့အစားကလုံးအကောင့်တရားကိုစပါလုပ်လိုက်အဲ့ဒါကြောင့်လို့တမရမချီဆလောက်ဆံအမိရှိတယ်ငါကိုရောကအစ်ဘနုဇဗီဟိုင်းတော့စပါလုပ်ချင်းခံရတဲ့ပုဂ္ဂိုလ်နှစ်ယောက်ကသားဖြစ်တယ်တယောက်ကအစ်မိုင်အလိုင်အစ္စလမ်တော့အစ်မိုင်အလိုင်အစ္စလမ်နဲ့ဒါစပါလုပ် ချင်းခံရတဲ့နီနီမှာအလဘကနေသူနဲ့အစာထိုးပေးလိုက်။နောက်တစ်ယောက်ကမိမိရဲ့ဖခင်အဗ္ဒူလာတခင်ဖြစ်တဲ့နော်ဇဘာလုဘူနော်နီနီမှာနော်ဒါကလောအကောင့်တရားအစာထိုးသွားတယ်။နော်ဒီတော့တမန်မကြီးဆလောက်ဆံကဖခင်အဗ္ဒူလာတခင်ကတော့တမန်မဆလောက်ဆံမမွေးဖခင်မှာပဲနော်ကြွေလွန်သွားတယ်အလမိခံသွားတယ်။ဒါတော့တမန်မကြီးဆလလာအလိုင်ဆံကမိခင် က အာမီနာတခင်မှာနော်အာမီနာတခင်မှာတမန်မဆလလာအလိုင်ဆံကို เนาะမိမိရဲ့เนาะဒီအဗ်ဒุลမုတ်တလစ်တခင်ရဲ့အိမ်မှာပဲတမရမကြီးဆလောဆံကိုဖွားမြင်တော်မူခဲ့တယ်ဒီလိုတမရမဆလောဆံအဘူးเนาะမမွေးဖွားခင်ကလေးကယတင်ဖြစ်သွားပြီမမွေးဖွားခင်ကလေးကတမရမကြီးဆလလောအလိုင်ဆမ်စီမှာဖခင်မရှိတော့เนาะတမရမဆလောဆံစီမှာအခုမိခင်ပဲရှိတယ်ဒီလိုတမရမကြီးဆလောဆံကိုမိခင်ဖြစ်တဲ့သူကနော်ဒီလိုအချင်းစူပိစာတိအချင်းပါနော်ဒီလိုနေ့တနင်္လာနေ့မှာ တမန်မဆလောက်ဆံကိုဖွားမြင်ခဲ့ဒီတော့ဆူပီစာတိအချိန်ဖွားမြင်ခြင်းလည်းပဲဒါလည်းအင်တန်နီးဆက်တဲ့တနင်္လာနေ့ဖွားမြင်ခြင်းအားလည်းပဲဒါလုံးဝထင်ရှားတဲ့ ဘာလဲဆိုရင်တမရမဆလောဆံကေနော်မိချေဂျက်စဟီဟဒီစ်မှာရှိတဲ့ငါကိုယ်တော်ကို တနင်္လာနေ့မှာဖွင့်မြင်တော်မူခဲ့တယ်။ဘာကြောင့်လဲတမရမဆလောဆံကိုမိတယ်ကိုတော်ဘာဖြစ်လို့တနင်္လာနေ့ကိုရိုးစားထားတာလဲအဲ့ဒီခါတမရမကြီးဆလောဆံကနော်အဲ့ဒီနေ့မှာငါကိုယ်တော်ဖွင့်မြင်ခြင်းခံရတယ်ဒီတော့ဒီဟဒီစ်အရာတနင်္လာနေ့ဖွင့်မြင်ခြင်းအားလည်းပဲထင်ရှားတယ်။သူပြင်းပြင်းလေးပဲဘေဟာကမထင်ရှားဘူးလေဆိုရင်နော်လနဲ့ရက်ကမထင်ရှားဘူး။ဘာလဲဆိုရင်အဲ့ဒီအချိန်ကာလက နော်အရပ်မာဂူကလာရီရက်တီကို စနစ်တကျသုံးဆွေမှုမရှိသေးဘူးနော်အဲ့ဒီအချိန်ကလည်းဒါတမန်မဆလောက်ဆောင်အခုမှဖွားမြင်ဂါဇဆိုတော့နော်ဒါနဲ့ပတ်သက်ပြီးတိတိကျကျမှတ်သားထားမှုလည်းပဲမရှိထားဘူးအဲ့ဒီတော့နော်တမိုင်းဒီလိုဒီလိုတော့ဟဒီစ်တွေမှာတော့တမန်မဆလောက်ဆောင်မွေးတဲ့လနဲ့ရက်နဲ့ပတ်သက်ပြီးနော်မလာထားဘူးမရှိထားဘူး သူ့ဘီမဲ့လည်းပဲစီရက်ပြင်နာရှင်တွေကနော်ခုနှစ်တေလာရဲ့ရက်တွေကိုအနည်းဆက်ဆုံးနော်ကိုကတွက်ချက်တဲ့အခါမှာတော့အဖြစ်နိုင်ဆုံးကတော့ဒါ W L အဝလာဖြစ်လိမ့်တချို့စီရက်ပြင်နာရှင်တွေကရမ်ဇန်လလို့လည်းပဲပြောတာရှိတယ် သို့ပေမဲ့အများဆုံးကတော့ဒါ Rabiul Awwal လာလို့ပြောတယ်။အဲနောက်တစ်တစ်ခုကဘာလဲဆိုတော့တမရမတ်ဆလောက်ဆောင်ဒေယတ်မှာဖွားမြင်ခဲ့တာလေ။ယတ်မှာလည်းပဲအများကြီးအကွဲလေးရှိတယ်။နော်ဒီတော့ဒီမှာလည်းပဲ၈ရက်လို့ပြောတာရှိတယ်၊၉ရက်လို့ပြောတာရှိတယ်၊၁၀ရက်လို့ပြောတာရှိတယ်၊၁၂ရက်လို့ပြောတာရှိတယ်။ဒီတော့နော်အဲ့ဒီယတ်တွေနဲ့ပတ်သက်ပြီးပြောတဲ့သူတွေကလည်းပဲနော်ဟိုအမျိုးမျိုးတွက်ချက်ပြီးတော့ပြောကြတာပေါ့နော်။ဒီတော့တမရမတ်ဆလောက်ဆောင်ကိုဖွားမြင်ခဲ့တဲ့ယတ်က၁၂ရက်လို့လည်းပဲတစ်တစ်ချပြောလို့မရဘူး။ ကိုရလေးပဲဖြစ်နိုင်နော်ဆယ်ရလေးပဲဖြစ်နိုင်ရှစ်ရလေးပဲဖြစ်နိုင်နော်ဖွားမြင်ခဲ့တဲ့နှစ်ပင်နှစ်လေနှစ်နဲ့ပတ်သက်ပြီးရတော့အင်တန်တင်ရှားတယ်နော်အဲ့ဒါကနော်အရပ်မှာအမူလ်ဖီလူခေါ်တဲ့နှစ်နော်အဲ့ဒီအချိန်ခါကခုနှစ်ပြက်ကလေးတက်ကလေးအရပ်မှာမတုံးဆွေးသေးကျွန်တော်တို့လိုအခုလိုဘေလာဘေခုနဲ့စသဖြင့်မတုံးဆွေးသေးတော့တုံးဆွေးတာကဘာလဲဆိုရင်တော့ဒါကူပဲတုံးဆွေးတယ်ဥမာဖြစ်နှစ်တစ်နှစ်မှာတော့ကြော်ကြားတဲ့ဖြစ်ရက်တစ်ခုဖြစ်သွားတယ် အဲ့ဒီဖြစ်ရဖြစ်သွားရင်အဲ့ဒီနှစ်ကိုအဲ့ဒီဖြစ်ရနဲ့တွဲပြီးနာမည်ပေးလိုက်။ဥပမာဖြစ်ကျွန်တော်တို့ဒီမှာဆိုရင်တော့မကိုဗစ် -19 ဆိုရင်ဒါ2019ကိုကိုဗစ်နှစ်လို့ပြောရပါကိုဗစ်စာဖြစ်ခဲ့လို့တော့2008ခုနှစ်ကိုနာကင်းတင်လို့ပြောမယ်အဲ့ဒီကနာကင်းမုံတိုင်းဖြစ်ခဲ့လို့အရပ်တွေကအဲ့ဒီလို delete ပဲရှိဒီလိုတမနမဆလောက်ဆံကိုဖွားမြင်ခဲ့တဲ့နှစ်ကအာမူလ်ဖီးလ်အာမူလ်ဖီးလ်ဆိုတာကစင်တက်ကဖြစ်ရကြီးဖြစ်ခဲ့တဲ့နှစ် နော်စင်တက်ကဖြစ်ရဲဆိုတာကျွန်တော်တို့သိကြတယ်နော်အဗရာဟာဆိုတဲ့ယမန်ဘုရင်က နော်သူကကာဘာအထုတစ်ခုကို တိဆောက်ပြီးတော့လူတွေကိုသူ့စီလာဖို့ပြောတယ်ပြောတဲ့အခါကျတော့လူတွေကသူ့စီမလာကြဘူးမလာတဲ့အခါကျတော့သူအင်တမန့်ကိုပဲစိတ်ဆိုးပြီးတော့အင်တမန့်ကိုပဲသူစိတ်ဆိုးပြီးတော့သူဟာကာဘာကိုဖျက်ဖို့လာတယ်အဲ့ဒီလိုကာဘာကိုဖျက်ဖို့လာတဲ့အချိန်မှာ ူကိုနော်ဒီအင်တာမတ်ကိုပဲများပြားလာတဲ့အာရဗ်မျိုးနွယ်စုတွေအသီးသီးကသူ့ကိုတားဆီးတယ်ဘယ်သူမှမတားဆီးနိုင်ဘူးနောက်ဆုံးသူကမက္ကာရဲ့အနီးရောက်လာတယ်နော်ရောက်လာပြီးတော့သူက နော်ကာဘာရဲကိုဝင်ဖို့အတွက်နော်မက္ကာကိုဖျက်ဖို့အတွက်အဲမက္ကာရဲ့ခေါင်းဆောင်အဗ်ဒุลမူတလစ်တခင်တမရမဆလောဆံရဲ့အဖူဒါဒါဖြစ်တဲ့သူကိုခေါ်ခိုင်းတယ်ပြီးတော့ဒါဒါကိုပြောတယ်နော်အသိရဲ့ကလုံးတွေအကောင်200လောက်အဲ့ဒီနာမှာရှိနေတယ်မြို့ပြင်မှာလွှတ်ချောင်းထားတယ်အဲ့ဒီကလုံးတွေကိုအဗရာက သိမ်းဆဲထားတယ်ဒါသာကိုမိတယ်အတင်ပါကိစ္စအတွက်နဲ့เนาะဘာတောင်းဆိုဖို့ရှိလဲဒီတော့တမရမဆလောက်ဆန်ရဲ့ဒါသာဖြစ်တဲ့အဖိုးဖြစ်တဲ့အတ္တလိပ်တခင်ကပြောတယ်ကျွန်တော်ရဲ့ကလုံးအကောင့်နှစ်ရာပြန်ပေးပါเนาะအဲ့ဒီခါအဗရာကအန်အိုးပြီးပြောတယ်ငါကအသိရောက်လာတာနော်မကာကိုမဝင်ဖို့ကာဘာကိုမဖြတ်ဖို့တောင်းဆိုမယ်ထင်တာအသင်ကကာဘာကိုမဖြတ်ဖို့မတောင်းဆိုဘဲနဲ့အသင်ရဲ့ကလအုပ်တွေကိုကိုပဲပြန်ပြီးတော့တောင်းတယ်ဆိုတော့အသင်မှာကာဘာနဲ့ပတ်သက်ပြီးတယုံစင်မရှိတာလားအဲ့ဒီအခါ အဒุลမူတလီဘ်တခင်ကပြောတဲ့ကာဘာဟာအလ္လာဟ်ရဲ့အိမ်ဖြစ်တယ်။အလ္လာဟ်ရဲ့ခလီလ်တမန်တော်အီဗရာဟင်အလိုင်ဆန်တိဆောက်ခဲ့တာဖြစ်တယ်။ဒါတော့အလ္လာဟ်ရဲ့အိမ်တော်ကိုအလ္လာဟ်စောင့်ရှောက်နေမယ်။နော်ကလအုတ်ကတော့ဒါကျွန်တော်ပိုင်တဲ့ကလအုတ်ဒီထွက်ကျွန်တော်ပြန်ပြီးတော့လာတောင်းတာ။အလ္လာဟ်အိမ်ကိုအလ္လာဟ်အကျွင်းမဲ့စောင့်ရှောက်နေမယ်။ နော်အဲ့ဒီလိုနဲ့အဗရာဟာကနော်ဒီကလအုပ်တွေပြန်ပြီးပြီးတော့အဇုမတလိသခင်နဲ့မကာကိုပြန်ဝရဲနော်ကာဘာချောင်းတော်ကိုဖတ်တွေ့ပြီးအလားစီမှာငိုယိုသွားလို့တဲ့မကာတမျိုးလုံးနော်အဝေးကိုရှောင်းလိုက်ကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအလဘတ်ကနေအဗရာဟိတ်စင်တာရှီတူးလို့ကိုမရတော့နော် အဘာဘီငှက်အုပ်ကိုလှုပ်ပြီးတော့အဲ့ဒီငှက်အုပ်ကနော်ခြေတွေနှုတ်သီးတွေမှာအင်တာမတ်ကိုပဲတင်းငယ်တဲ့ကြောက်ကဲလေးတွေတဲ့ပေးပြီးတော့အဲ့ဒီကြောက်တွေနဲ့နော်ပြစ်ချလိုက်တာနော်ကအစဖင်မာကူလ်ဝါချီထားတဲ့ကောက်ရိုးတွေဘလို့ခြေမှွှသွားလဲအဘရာဟေရဲ့တက်တက်တလုံးခြေမှွှသွားတယ်ဒီတော့အဲ့ဒီဖြစ်ရဲ့ကြီးကဘလောက်တောင်မှကြီးွားလဲဆိုရင်အာရဗ်တွေမိလို့မရဘူးအဲ့ဒီဖြစ်ရကိုနော်စင်တက်ရဲ့ဖြစ်ရဲ့ကြီးရဲ့နှစ်စင်တက်ရဲ့ဖြစ်ရဲ့ကြီးရဲ့နှစ်အင်တန်ကြော်ချတယ်ဒီတော့အဲ့ဒီဖြစ်ရဲ့ကြီးရဲ့နောက်ပိုင်းမှာဂျပန်ငါး 50 55ရဲ့အဲ့ဒီဝင်းကျင်မှာပဲတမန်တော်ကြီးဆလလာအလိဆံကိုဖောင်းမြင်တော်မူခဲ့တာဖြစ်တယ်အခုတမန်တော်ကြီးဆလောက်ဆံဖောင်းဖောင်းမြင်တော်မူပြီးတဲ့နောက်တော့တမန်တော်ဆလောက်ဆံကိုတော့အဗ်ဒุลမူတလစ်တခင်အင်တန်ချစ်တော့မိမိရဲ့တားမရှိဘူးဒါကမိမိမှာထိမ့်သိမ်းဆောက်ရှောက်ရမယ်ဆိုတော့တာဝန်ရှိတယ်ဆိုပြီးဒီကလေးငယ်ကိုအင်တန်မကိုပဲချစ်ခဲ့မွေးမွေးချင်းမှာအဗ်ဒุลမူတလစ်တခင်ကိုယ်တိုင်ကာဘာကျောင်းတော်ကိုခေါ်သွားတယ်တော့အဗ်ဒุลမူတလစ်တခင်ကိုယ်တိုင် နော်ခုနှစ်မြောက်နေ့မှာမိမိရဲ့နော်ဒီမြီးလေးတွက်အခိကလုတ်တယ်ပြီးတဲ့အခါမှာကိုရက်တွေအားလုံးကိုဖိတ်ခေါ်တယ်ဖိတ်ခေါ်ပြီးတော့တမန်တော်ကြီးဆလောဆန်ကိုနာမည်ပေးတယ်နာမည်ရေးချယ်ပြီးပေးတယ်နာမည်ပါပေးလဲဆိုတော့မုဟမ္မဒ်ဆိုပြီးတော့ပေးတယ်မုဟမ္မဒ်နော်ဒီတော့ကိုရက်တွေအားလုံးကမြီးတယ်နော်ဒီမုဟမ္မဒ်ဆိုတဲ့နာမည်ကနော်ငါတို့အာရဗ်တွေမှာဘယ်သူမှထားလိထားထားမရှိတခါမှလည်းပဲမကြဘူးနော်ဘာဖြစ်လို့ဒီနာမည်ကိုရွေးချယ်ရတာလဲ အရိခအဗ္ဒุลမုတ္တလီဘ်တခင်ကပြောပြတယ်နော်ငါဒီကလေးကိုနော်သူ့ရဲ့မိဘကိုသူ့ရဲ့အမေကိုဝင်ရှိနေတဲ့အချိန်မှာမမွေးခင်အရင်ကဒီလိုအိမ်မက်တစ်ခုမှတ်တယ်အဲ့ဒီအိမ်မက်ထဲမှာငါရဲ့ကြိုးတွေကနေပြီးတော့တန်ကျိုးကြီးတစ်ခုထွက်လာတယ်။အဲ့ဒီတန်ကျိုးကြီးကအဲ့ဒီတန်ကျိုးကြီးကနေပြီးတော့နော်မိုးကောင်းကင်အထီကိုတစ်ဖက်မှာရောက်နေတယ်။နော်နောက်တစ်ဖက်မှာမြေပထွေကိုထိနေတယ်။နောက်တစ်ဖက်မှာကဘာရဲ့အရှိတ်ဘက်နဲ့ကဘာရဲ့အနောက်ဘက်ကိုထိနေတယ်။ နော်ပြီးတဲ့အခါကျတော့အဲ့ဒီတန်ကြိုးကြီးကအပင်တရံကို ပြောင်းသွားတယ်အပင်တရံကိုပြောင်းသွားပြီးတဲ့နောက်နော်အဲ့ဒီအပင်ကနေပြီးတော့တစ်ရွက်လေးတွေကဒလောက်အထိထွန်းလင်းတောက်ပနေတယ်အဲ့ဒီတစ်ရွက်တွေကနေလုံးထက်အစာပေါင်း80မကပိုပြီးတော့ထွန်းလင်းတောက်ပနေတယ်ပြီးတဲ့အခါမှာကမ္ဘာအရှိအနောက်ကရှိတဲ့သူတွေအားလုံးကအဲ့ဒီတစ်ရွက်တွေကိုကင်ထားကြတယ်နော်ကိုရက်ထဲကလူတချို့ကအဲ့ဒီတစ်ရွက်တွေနဲ့အဲ့ဒီအကိုင်းခတ်တွေကိုချိုးဖြတ်ဖို့အတွက်သူတို့တွေကြိုးစားနေကြတယ် အဲ့ဒီလိုကြိုးစားတဲ့အခါအင်တန်လှပတဲ့လူရွယ်တယောက်ကရောက်လာပြီးတော့သူတို့ကိုအဲ့ဒီအပင်အနားကနေပြီးတော့ဖေရှားနေတယ် ီတော့အဲ့ဒီအိမ်မက်ကိုအိမ်မက်ကအလိုသဘောပညာရှင်တွေကပြောပြတယ်တဲ့နော်ဒီတော့အသိဉာဏ်မျိုးယိုးတွေကနေဒီလိုခလေးတယောက်မွေးလာလိမ့်မယ်အဲ့ဒီခလေးကိုကမ္ဘာလူသားတွေအဲ့ဒီခလေးရဲ့အနောက်ကိုလိုက်လိမ့်မယ်နော်မိုးကောင်းကင်မြေပထွေအဲ့ဒီခလေးရဲ့ချီးမွမ်းကန်တွေဖွင့်ကြလိမ့်မယ်ဒီတော့ဒီအိမ်မက်အတွက်နေငါဟာဒီနမည်မုဟမ္မဒ်ဆိုပြီးတော့ရွေးချယ်လိုက်ခြင်းဖြစ်ဒီတော့မုဟမ္မဒ်ဆိုတဲ့အလိုသဘောကအဗ်ဒุลမူတလစ်ကပြောပြတယ်ငါဒီလိုကြီးရွေးပြီးပေးလိုက်တာဒီခလေးကိုမိုးကောင်းကင်ကအရှင်ကိုမြေပ ထရီကအရှင်ရဲ့မကလုတေအားလုံးကိုနော်ချီးမွမ်းရတဲ့ချီးမွမ်းနဲ့ခလေးဖြစ်ရမယ်နော်အဲ့ဒီလိုရည်ရွယ်ပြီးတော့ငါမုဟမ္မဒ်ဆိုတဲ့နာမည်ပေးလိုက်တာဆိုပြီးတော့ပြောတယ်ဒီတော့မုဟမ္မဒ်ရဲ့အတိတ်ပဲကလည်းပဲအလွန်တရာချီးမွမ်းခံရတဲ့သူဆိုပြီးတော့အတိတ်ပဲရတယ်။နော်ဒီတော့တမန်တော်မြတ်ကြီးဆလောဆန်ကနော်နာမည်တွေအများကြီးရှိချို့အစိုးတွေမှာကိုရမတ်ကြီးရဲ့နာမည်ပေါင်းတရာတင်ပြ တချို့ဆိုတွေမှာကုရ်အာန်ဟဒီစ်ကိုထုတ်နှုတ်ပြီး300လောက်တိသင်ပြဒါပေမဲ့ကျန်တဲ့နာမည်တွေအားလုံးကစီဖာတီနာကိုရိုရဲ့ဒုံကြီးတွေကိုယဉ်ညွှန်းနေတာမြေကိုရိုရဲ့ဇာတိနာပင်ကိုနာမည်ကအဓိကနှစ်ခုပဲတဲ့တစ်ခုကမုဟမ္မဒ်ဆိုတဲ့နာမည်နောက်တစ်ခုကအာမတ်ဆိုတဲ့နာမည်နောက်နှစ်ခုလုံးကအဓိပ္ပာယ်ချင်းလည်းပဲနှီးဆက်တဲ့နော်မုဟမ္မဒ်ရဲ့နာမည်ကအင်မတန်ချီးမွမ်းခြင်းခံရနော်ချီးမွမ်းမှုကိုအင်မတန်အခံရဆုံးသောသူနော်ဒီတိုင်းပဲအာမတ်ဆိုတဲ့နာမည်က အလတ်ကိုအချီးမွန်ဆုံးသောပုဂ္ဂိုလ်အလတ်ရဲ့ချီးမွန်ခန်းကိုအဖွင့်ဆုံးသော ပုဂ္ဂိုလ်ဒါတမန်မြတ်ကြီးဆလောက်ဆောင်ခဲ့နာမတော်နှမျိုးဖြစ်ဒီတော့ကုရ်အန်ကျမ်းတော်မြတ်မှာတမန်မြတ်ဆလောက်ဆောင်ခဲ့နာမတော်မုဟမ္မဒ်ဆိုတဲ့နာမည်ကိုလီးနေရမှာအလ္လာရှင်မြတ်ကနော်အလ္လာကိုရိုင်ဒီနာမည်ကိုယူပြီးတော့အမိန့်ရှိထားတယ်တဏီယာကဝမမုဟမ္မဒွန်းအစ်လာရဆူလ်ဆူရာအာလီအီမရန်မှာဝမမုဟမ္မဒွန်းအစ်လာရဆူလ်နောက်တဏီယာကနော်မာကာနာမုဟမ္မဒွန်းအဘာအဟဒင်မင်ရီဂျာလီကွမ်ဆူရာအာဟ်ဇာဘ်မှာနောက်တဏီယာကဝလ္လဒီနာအာမနူဝအမီလူဆာလီ ဟာတီဝအာမနူဘီမာနုစီလာအလာမုဟမ္မဒ်ဆူရာမုဟမ္မဒ်မာနောက်တနည်းကမုဟမ္မဒူရာဆူလူလာဆူရာဖတ်ဟ်မာတော့ကုရ်အန်တအူလုံးမှာတမန်မြတ်ကြီးဆလောက်ဆောင်ကမုဟမ္မဒ်ဆိုတဲ့နာမတော်လီးနေရာမှာအလ္လာရှိမတ်တခင်နော်ကိုရောရဲ့နာမတော်ကိုယူထားတယ်